ဖခင်ဖြစ်သူရဲ့ကြောက်ကြဲစေဖို့ရှာဖွေနေတယ်ဆိုတော့ပေါ့စလေးချက်မြက်နိုးအောင်ကိုတချင်းလက်ဆောင်ပေးကြတဲ့တရေးဆရာမင်းကျုံစုအားလုံးပဲမိင်္ဂလာပါ The Celebrity New Page ကနေပြန်လည်ကကြိုဆိုလိုက်ပါရီမြမသက်စင်ချင်းတွေကိုတည်ဆူနေကြတဲ့သူတွေထဲမှာအသက်၁၇နှစ်ကျော်ရွယ်သားရှိသေးတဲ့ချက်မြက်နိုးအောင်လည်းပါဝင်ပါရီကလေးရွယ်သားရှိသေးပေမယ့်သူတန်ကလူကြီးဆိုရလေလို့ကောင်းမွန်နေပေတချင်းတွေလည်းထွက်ထားပါရီချက်မြက်နိုးအောင်တည်ဆူတာရီဆက်ရရှိသေးသည့်တချင်းကိုတရေးဆရာကြီးမင်းကျုံစုက ရေးသားခဲ့တာပါ ဒီသတင်းကိုကြားဆိုရတဲ့သိဆိုပြီးတဲ့နောက်မှာလည်းအောင်မြင်ခဲ့ပါရယ်။ချက်မြန်တို့အောင်လည်းဒီသတင်းကိုဆိုချင်တာကြောင့်မင်းကျုံစိုးထံမှသတင်းလာဝေးခဲ့ပါရယ်။မင်းကျုံစိုးဟာချက်မြန်တို့အောင်ထံကနေသတင်းအတွက်နှုပညာချင်းမယူဘဲနဲ့ကောက်မဲ့သိဆိုခွင့်ပေးလိုက်ပါရယ်။အကောက်မဲ့သိဆိုခွင့်ပေးလိုက်တာကတော့ချက်မြန်တို့အောင်ကိုကူညီပေးလိုက်တာပါ။သူ့ရဲ့ဘရားကြောက်ကဲမကောက်လို့ကြောက်ကဲစေဖို့အတွက်စေဘူကိုတစင်းလေးတွေတီးဆိုပြီးတော့ငွေရှာနေရတာကြောင့်ဖြစ်ပါရင်ထမြန်တို့အောင်ကအတန်းငယ်သေးပေမဲ့လည်းအဖေပေါ်မှာတော့တီးတက်လိမ့်မှာသူပါ သူဘုရားကြောက်ခဲ့ယောဂကိုခံစားနေရတာကြားပြီးဖြစ်ပြီးအလုပ်လည်းမလုပ်နိုင်ပါဘူး။တပတ်ကိုတခါကြောက်ခဲ့စေရတာကြောင့်စိတ်ကတိတာလွန်လာတဲ့အချိန်မှာဝေရှာဖို့လည်းလိုအပ်လာပါရဲ့။ကြောက်ခဲ့တကူလုံးကိုလေးလေပြီးတော့ကုသမသာသက်တာသွားနိုင်မှာဖြစ်ပေမယ့်ကြောက်ခဲ့လူပေမဲ့လူရှင်လည်းမတွေ့သေးတာကြောင့်ကြောက်ခဲ့စေရမယ့်အသက်ဆက်ရှင်နေရပါရဲ့။ဒါကြောင့်မလို့တမ်းမြန်တို့အောင်ကသူကျန်းကျင်တဲ့အရာလေးနဲ့စေဖို့ရှာနိုင်အောင်တခြင်းနေလိုက်ဆိုနေပါရဲ့။ကြောင်တပတ်နဲ့တခြင်းနေလိုက်ဆိုပြီးတော့ရှားလာတဲ့ငွေတွေကိုတော့ အဖေကိုကြောက်ကက်စေးလို့ရအောင်ပေးကြပါရယ်အခြားချင်းတွေကိုလည်းဝယ်ပြီးတော့တည်ဆိုတဲ့ထက်မြန်တို့အောင်ကမင်းကျုံစိုးတန်းကနေလဲဆက်ရန်ရှိသေးသည့်သစင်ကိုဝယ်ဖို့အတွက်ဆက်သွယ်ခဲ့ပါရယ်မင်းကျုံစိုးဟာသမီးလိမ္မာလေးထက်မြန်တို့အောင်ကိုဂုဏ်ပြုချင်တာကြောင့်အမှုပညာကြီးမယူဘဲနဲ့သစင်ကိုစိုးခွဲပေးလိုက်ပါရယ်ဒီသစင်ကိုထက်မြန်တို့အောင်တည်ဆိုတဲ့ချိန်မှာလဲလူဆိုင်များပြီးတော့သူ့တန်းနဲ့လိုက်ပတ်ပါရယ်ဒီသစင်ကိုပွဲရီမှာတည်ဆိုပြီးတော့အမှုပညာကြီးရလာရင်ထက်မြန်တို့အောင်ကအဖေကိုကြောက်ကက်စေးလို့ရအောင်ပေးမှဖြစ်ပါရယ် ဒါကြောင့်မင်းကျော်စွာဆက်တနေသမီးလေးထင်းမြတ်နူအောင်ကိုတခြင်းနေနဲ့ပံ့ပိုးပေးသွားတော့မှာပါထင်းမြတ်နူအောင်ကအတန်လေးကောင်းတဲ့ပြင်ခန်းစားချက်တွေပြင်းနေဆိုနိုင်တဲ့သူပါအဖေတခြင်းကိုပြန်ဆိုတဲ့ချိန်တုန်းကလည်းထင်းမြတ်နူအောင်ကအောင်မြင်ခဲ့ပါရီသူရဲ့အိုက်တော်ကမိသက်သားဆွေဖြစ်တာမလို့မိသက်သားဆွေလို့အဆိုတော်ဖြစ်ချင်နေပါရီတခြင်းဆိုတာကငယ်တဲ့ကဝါသနာပါလို့အဖေဖြစ်သူကလည်းတေချာလေးတင်ကြားလေးကျင်ပေးခဲ့ပြီးတော့အဖေတင်ပေးတဲ့ပညာတွေပဲပြန်လေးကြည့်ရှုလာနိုင်တာပါထင်းမြတ်နူအောင်ကကလေးရွယ်သားရှိသေးပေမဲ့ အဖေဖြစ်နေတာကိုလည်းမကြည့်ရခဲ့ပါဘူး။သူ့ဘဝမှာအဖေကသာအဓိကဖြစ်လို့အရွယ်နဲ့မလိုက်အောင်ကြိုးစားနေပါရီ။ချက်ပြန်တို့အောင်ကပညာရေးကိုလည်းဘုန်းကြီးကျောင်းမှာပဲသင်ယူရပဲဖုံးဖုံးကလိုအပ်တာတွေကိုထောက်ပံ့ပေးပါရီ။ချက်ပြန်တို့အောင်ရဲ့ဆန္ဒကတော့အဖေကိုကြောက်ကြက်လုပေးမဲ့သူပေါ်လာပေးမြင်မြတ်သက်တာစွာစီချင်နေပါရီ။ဒါကြောင့်ဆိုပညာနဲ့အလိုဝဲမင်္ဂလာပွဲတွေနဲ့ဖျားတီတင်ပွဲတွေမှာတချင်းလိုက်ဆိုပြီးအဖေကိုပြန်ကြည့်ပေးနေပါရီ။မင်းကျိုးဆိုတာဒီကလေးလေးကိုချီးကျူးနေပြီးသူ့ရဲ့အောင်မြင်ခဲ့တဲ့သတင်းတွေကိုလည်း ဆိုခွင့်ပေးတော်မှာဖြစ်ပါရင်အပေပေါ်မှာတိတက်လိမ်မာလို့သူဖြစ်လို့သတင်းဆိုလို့ရှာတဲ့ငွေတွေကိုမတုံးပဲကြောက်ကဲစေဖို့အတွက်စူးစမ်းပေးနေတဲ့ထက်မြက်နိုးအောင်ရဲ့သတင်းကိုသဘောကျရလားဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ယေရှုဝါပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်